မရယာမြို့ပေါန့်သေးကိုမတ်မေမျိုးသူနှစ်ဦးတို့ကမန္လေးသစ္စာရောင်ကြီးပရိယတ်တိစာသင်တိုက်မှာပရိယတ်တိလို့အထုတ်ပြီးတော့နေကြတဲ့တန်ခါတော်ရှင်သူမြတ်တို့အားမင်္ဂလာ စွန့်အနေနဲ့လာပြီးတော့စွန့်ကတ်ကြတယ်အဲ့တော့ဒီမင်္ဂလာဇနီးမောင်နှံကို မင်္ဂလာတရားအနေနဲ့ဥစဉ်ဗာပြောပြခြင်းတည်းလဲဆိုတော့မင်္ဂလာတုတ်တန်ရဲ့အဖွင့်မှာ မင်္ဂလာကိုဘလို့ဖွင့်တယ်လဲမေးရင် AD တို့ဟုတ်ဒီတို့ဒီလိုဖွင့်တယ် AD ဆိုတာဘာလဲလို့မေးလိုက်တော့စီးစဉ်ဥစ္စာဤပြည့်စုံခြင်း ကြီးပွားတိုးတက်ခြင်းအကြောင်းသဘောတရားဟာ AD ပဲဟုတ်ဒီဆိုတာဘာလဲမေးဟုတ်ဒီကလည်းကြီးပွားခြင်းတိုးတက်ခြင်းပဲခဏမင်္ဂလာဦးဇနီးမောင်နှံမမိမိတို့ရဲ့ဘဝခရီးအစနှစ်ယောက်လက်တွဲပြီးတော့ဘဝခရီးကိုရှောက်ကြတဲ့အခါမှာ ဘဝကိုဘာနဲ့စသလဲမေးလိုက်တော့ဟာမင်္ဂလာဆုံးကချင်းလို့ခေါ်တဲ့ကောင်းမှုမင်္ဂလာနဲ့ဘဝကိုအစပြုတယ်နောက်တစ်ခါဟုတ်ဒီကြီးပွားတယ်ဆိုတာဘာလဲလို့မေးရင်ဥပမာအပြင်တော့သရိုသားဟာမိဘနှစ်ပါးရှိတယ်မင်္ဂလာပြုလိုက်ပြီဆိုကြတဲ့ကသရိုသမီးရဲ့မိဘနှစ်ပါးဟာလည်းငါမိဘနှစ်ပါးဖြစ်ပြီလို့ဒီလိုမှတ်ရမ မိဘနှစ်ပါးနဲ့လေးပါးဖြစ်တယ်ဒါတိုးတက်လာတာသရုပ်သမီးကလည်းဒီတိုင်းငါမိဘနှစ်ပါးရှိတဲ့ပြင်သရုပ်သားရဲ့မိဘနှစ်ပါးငါမိဘနှစ်ပါးပဲငါမိဘလေးပါးဖြစ်ပြီလို့ဒီလိုမှတ်ရမယ်အဲ့တော့မိဘနှစ်ပါးကနေလေးပါးဒီလိုတိုးတက်လာတာနောက်တစ်ခါသရုပ်သားရဲ့ညီကိုမောင်နှမတွေဟာသရုပ်သမီးတွေငါညီကိုမောင်နှမတွေပဲ သရုတ်သမီးရဲ့ညီကိုမောင်နှမတွေကိုလည်းငါရဲ့ညီကိုမောင်နှမတွေပဲလို့ဒီလိုမှတ်ရမယ်။အနှစ်ချုပ်လိုက်ရင်တော့မိသားစုတစုကနေနှစ်စုဟာငါတို့အတွက်တိုးတက်လာခြင်းပဲလို့ဒီလိုမှတ်ရမယ်။ဆိုလိုတဲ့အဓိပ္ပာယ်ကသူမိဘကိုလည်းကိုမိဘတပွဲကိုမိဘကိုလည်းသူမိဘတပွဲသူ့ရဲ့ကိုညီကိုမောင်နှမတွေကိုလည်းကိုရဲ့ညီကိုမောင်နှမတပွဲဒီလိုမျိုးစိတ်ထဲမှာဆွဲဆွဲမြဲမြဲမှတ်ပြီးတော့ကျင့်သုံးနေထိုင်ကြရမယ်လို့ဒီလိုမှတ်ပါ ောက်တကမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကကြည်ဝါချမ်းသာဖို့အတွက်ညွှန်ကြားချက်ဒီဟောတာတဲ့အဲမှာဧကေနဘောဂေဘုံစေယဒွိဟိကံမံပယောစေယစတုတ်ထင်သာဏိရာပေယအာပရာတုဘဝိတတိတဲ့ဧကေနဘောဂေဘုံစေယရထားတဲ့စီစဉ်ဥစ္စာကိုလေးပုံပုံလိုက်လေးပုံပုံလိုက်တော့တဘုံကိုမလုပ်ရမလဲမေးရင်ဧကေနဘောဂေဘုံစေယတဘုံကိုတော့စားလိုက်တဲ့ဒွိဟိကံမံပယောစေယနှစ်ပုံကိုတော့ ွားလိုက်တဲ့စတုတ်တင်စနိဒာပေယအာဘရာတုဘဝိတ္တိတဲ့လေးခုမြောက်အပုံကိုတော့အရေးကြုံလာရင် သုံးဖို့ဆွဲဖို့တွေ့ထားလိုက်တဲ့ဟောဖခင်ကရလာတဲ့စည်းစိမ်ကို လေးပုံပုံတပုံကိုထားနှစ်ပုံကိုပွားနောက်ဆုံး တပုံကိုတော့အရေးပေါ်အရေးပေါ်သုံးဖို့တွေ့ထားစားရမယ်ပွားရမယ်ထားရမယ်ဒီလိုမှတ်လိုက်အဲ့တော့မြတ်စွာဘုရားက တတဝါတွေကြီးဝါစေခြင်းနဲ့စိတ်စေတနာ အပြည့်နဲ့ဒါဟောတယ်လို့နားလဲကြလှူခြင်းနဲ့ဘဲကလှူရမှာလဲစားမယ်ထဲကလှူတယ်လှူဖို့အတွက်ပုံထားလိုက်လို့ဘုရားမပါဘူးเนาะလေးပုံမှာလှူရမှာပုံမပါလှူရမှာပုံမပါတော့လှူခြင်းနဲ့ဘဲကလှူရမလဲမင်းစားမယ်ထဲကလှူတယ်ကိုမကိုကစံလေးနိုးစပူတလုံးချက်တယ်ပေါ့အဲ့ချက်တဲ့နိုးစပူတလုံးတွေကတစ်စောင်းမှတစ်စုံလေးလောက်လှူပေါ့ အမနဲ့လည်းဒီတိုင်းနေလေလေဒီတိုင်းဒါဆိုသူကအလှကဖြစ်နေတာနံပါတ်၁ကလှပြဖို့ပဲစမဲ့ထဲကလှဆိုတာအဲ့လိုမျိုးပြောတာရှေ့ရှေ့တုန်းကလူတွေကဘာလို့ကြတော့မင်းစံတပီချဲ့ရတယ်ဆိုရင်အဲ့ဒီတပီတွေကတဆုပ်လေးလောက်ကိုဘေးကခွဲထားတာအဲ့ဒါဘာလို့တော့လှဖို့စံမဲ့တဆုပ်စံလို့ဒီလိုခေါ်တာကိုလှမဲ့ထဲကနေအဲ့လိုခွဲကိုစမဲ့ထဲကနေခွဲခွဲပြီးလှထားတာအဲ့ဒါဘုရားဟောတဲ့အညီပဲအဲ့ဒါဘုံကိုတော့စားပါ နှစ်ပုံကိုတော့ပွားပါတယ်စီးပွားရေးလုပ်ငန်းလုပ်တဲ့ကပို့ပြီးတော့ဆင်ပြေဖို့အတွက်ရင်းနှီးမြှုပ်နှံမှုကိုဖခင်မျက်မျက်လုပ်ခိုင်းတယ်အဲ့ဒါကိုကြည်ချင်းအပြင်ဖခင်တတ္တဝါဒီပေါ်မှာတော်တော်ကိုချမ်းသာစေချင်တာပဲဆိုတာနားလည်ကြရမယ်နောက်တစ်ခါ၄ခုမြောက်ကြတော့အဘရာဓုဘဝိတ္တတိအရေးပေါ်ကိစ္စကြုံလာခဲ့ဖို့ကြုံလာရင်သုံးဖို့တွေ့တဲ့စတုတ်ထင်စားဏိတာပေးရ၄ခုမြောက်ပုံကိုတော့တင်ထားပေးပါ ကျမရေးအတွက်လူမှုရေးအတွက်ဟာအရေးပေါင်းဆုံးပေါ်လာရင်သုံးဖို့ဆွဲဖို့အတွက်ထားပေးတယ်။ဟောတာမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးရဲ့ကြီးပွားရေးလမ်းညွန်ချက်လို့ဒီလိုပြောလို့ရတယ်။နောက်တကစီးပွားရှာတဲ့နေရာမှာလည်းပဲမြတ်စွာဘုရားက ပြားတယ်လို့ကြင်ညာတဲ့ဒီလိုတိုက်တွန်းတာလည်းရှိတယ်။ပြားကိုပုံပြအရေးစုရထမ်းမှုလေးမှာလွန်ချမ်းသာဤ ရင်မာတော်တဝမ်းဝယုံမြရှာကမပြတ်မရငတ်ဤပြကောင်လေးတွေကြည်ပြကောင်လေးတွေရှာကြတယ်ဖွေးကြတယ်ဘယ်နေရာသွားရှာကြတယ်လဲမင်းပန်းလှလှလေးတွေရဏံကောင်းတဲ့နေရာလေးတွေမှာသွားရှာတယ်ပန်းလှလှရဏံကောင်းတဲ့နေရာလေးတွေမှာပန်းဝူကြီးလေးတွေကိုစုပ်ယူလိုက်ကြတယ်သူတို့စုပ်ယူလိုက်လို့လည်းပန်းမှာအလှလည်းမပြတ်ဘူးရဏံလည်းမပြတ်ဘူး အဲ့ဒီယူသွားတဲ့ပြားကြီးကိုလည်းဘာဝုတ်ရည်တွေကိုလည်းဘာလုပ်ကြတယ်လဲမင်းခိုင်မာတဲ့နေရာမှာတေချာစွာအုံဖွဲ့ပြီးတော့ထားတယ်အဲ့ဒါကိုပြားကို ပုံပြအေးစု၍ထားမှုလင်ကွာလွန်ချမ်းသာဤလို့ဒီလိုပြောတာအေးဘောကိစ္စတွေကြုံလာပြီးလေကြီးမိုကြီးကြပြီးဆိုရင်သူတို့ရှာဖွေထားတာရှိတဲ့အတွက်ဒါကြောင့်သူတို့တွေမှာဒုက္ခမရဘူးကိုယ့်ရဲ့ရှာဖွေသိသိထားတာလေးကိုပဲထိုးပြီးတော့စားသွားကြတယ်အေးအဲ့ကြောင့်ခဏိသရိုးသမီး သရိုသားတို့မောင်ထေကိုတို့မတ်မေမျိုးသူတို့ပြားလို့ကျင်းကြပြားကောင်လေးတွေသူတို့ကြောင့်မို့ပန်းတွေရနတ်မပြဲဘူးအလှမပြဲဘူးဟာကိုလည်းပဲဒီတိုင်းစီးပွားရှာလို့ကိုချမ်းသာပြီးသူများဒုက္ခရောက်တာမျိုးမဖြစ်ကြစေနဲ့ကိုကြီးပွားပြီးတော့သူ ဆုပ်ယုပ်သွားတာမျိုးမဖြစ်စေနဲ့ကိုကတော့အမြင့်ရောက်ပြီးသူကြတော့ဘဝပြည့်ကြံခဲ့တာမျိုးတွေမဖြစ်ကြစေနဲ့ပေါ့စီးပွားရှာတဲ့အခါမှာပြားကိုကြည့်ပြီးတော့ ရှားကြပါလို့ဒီလိုထိုက်တိုက်တွန်းပါတယ်ရင်မာတော်တုံဝမ်းဝါယုံမြရှားကမပြတ်မရငတ်ဤရင်ကောင်းနေကြတော့မဟုတ်တဲ့နေရာမှာသွားပြီးတော့သူတို့တွေစုဝေးကြတယ်အာအပုတ်တွေရှိတဲ့နေရာအဆက်တွေရှိတဲ့နေရာမကောင်းတဲ့ရဲ့နဲ့နေရှိတဲ့နေရာအဲ့ဒီနာမှာတအုံးအုံးတယုံယုံနေတာ အဲ့ဒီနာမျိုးတွေမရှိဘူးဆိုရင်လည်းပဲအပုပ်တွေအဆက်တွေမရှိဘူးဆိုရင်လည်းလူတွေအိတ်နေဟာမျက်စိတွေဝင်လိုက်နှာခေါင်းတွေဝင်လိုက်နားတွေဝင်လိုက်ဟာဟိုလူကဖြန်းကနေရိုက်လိုက်ဒီလူကဖြန်းကနေရိုက်လိုက်သူတို့ကိုဘယ်သူမှမလိုလားအိန္ဒိယလည်းမရှိဘူးကနာလည်းပဲမငြိမ်ဘူးနောက်ပြီးတော့ရှာထားတဲ့အရာတွေကိုလည်းပဲသိမ်းဆီးထားတယ်ဆိုတာသူတို့မှ မရှိဘူးပြာရခတ်နေအောင်ရှာတယ်သိမ့်သိမ့်ဆဲဆဲမရှိတဲ့အတွက်ဒါကြောင့် ိုးတိုးသိသိမရှိတဲ့အတွက်ဒါကြောင့်အနာကမျောမှန်းချက်မရှိတဲ့အတွက်ဒါကြောင့်သူတို့တွေဟာရှားကမပြတ်မရငတ်ဤလေကြီးမိုးကြီးကြလို့အရေးပေါ်ကိစ္စတွေကြုံလို့ရှားစရာမရဘူးဆိုရင်ငတ်ပြီးတော့သေကြတော့တာပဲအေးအဲ့ကြောင့်မို့သတို့သားသတို့သမီးတို့ပြားကောင်လို့ပဲကျင့်ကြရင်ကောင်လို့မကျင့်ကြနဲ့ရင်ကောင်တွေကမကောင်းတဲ့နေရာမှာတွားပြီးတော့စူကြတယ် အေးသတို့သားအဲ့ဒါမကောင်းတဲ့နေရာမှာသွားမစူးနဲ့ဘီယာဆိုင်သွားမစူးနဲ့အရက်ဆိုင်သွားမစူးနဲ့မကောင်းလာလို့တဲ့နေရာတွေမှာသွားမစူးနဲ့အဲ့ဒီနာကရလာတဲ့အမျိုးတွေနဲ့မှပတ်စံနေနဲ့မှကျင်းတ်ပြီးတော့နေတာမျိုးလည်းမဖြစ်စေနဲ့အဲ့ဒါမျိုးကရလာတဲ့ငွေမျိုးဟာအော်ရင်ကောင်တွေရတဲ့ပုံစံမျိုးလို့ဒီလိုနှလုံးသွင်းထားအဲ့ကြောင့်မို့ဦးစင်းကအနှစ်ချုပ်ကနေ့ဘာပြောပြခြင်းလဲမေးရင် မြတ်စွာဘုရားရှင်ကိုရောင်မြတ်ကြီးဟောကြားထားတဲ့ကြီးပွားရေးလမ်းညွန်ချက်တွေကကိုရထားတဲ့ပစ္စည်းကို၄ပုံပုံတစ်ပုံကိုထနှစ်ပုံကိုပွားနောက်ပြီးတော့နောက်တစ်ပုံကိုတော့အေးကြုံလာရင်သုံးဖို့တွေ့ထားလိုက်တစ်ပုံကိုစားပါနှစ်ပုံကိုပွားပါတစ်ပုံကိုတော့သိမ့်ထားပေးပါနောက်တစ်ခါပြားကောင်လို့ကျင့်ပါရင်ကောင်လို့မကျင့်ပါနဲ့အဲ့တော့ရင်ကောင်လို့မကျင့်နဲ့ဆိုတာက စုစုဆောင်းဆောင်းမရှိရင်ဘဝဟာဒုက္ခရောက်တတ်တယ် ်ပြားကောင်လိုကျင့်ဆိုတာကစူဆောင်းထားတဲ့ပုံကောစူဆောင်းကောင်းရင်ဘဝဟာကြီးပွားတဲ့တိုတက်တဲ့အမျိုးသားကရှာဖွေရမယ်အမျိုးသမီးကစူဆောင်းရမယ်အမျိုးသားကရှာဖွေနိုင်တဲ့အတွက်တာကြောင့်အဲ့ဒါရှေးတုန်းကလူကြီးတွေကအိမ်ဦးနဲ့လို့ဒီလိုတင်စားတဲ့အမျိုးသမီးတွေကအဲ့ဒီရှာဖွေထားတဲ့ပစ္စည်းနဲ့ကိုယ့်ရဲ့ဘဝရှင်သန်အောင်မိသားစုဘဝရှင်သန်အောင်သားရီသမီးတွေရဲ့ဘဝရှင်သန်အောင်တအိမ်လုံးတွေရှင်သန်အောင်လုပ်တဲ့အတွက်တာကြောင့်အဲ့ဒီမျိုးသမီးကိုတော့အိမ်ရှင်မလို့ဒီလိုခေါ်ပါတယ် အမျိုးသားကလည်းပဲအိမ်ဦးနဲ့တပွဲဖြစ်အောင်ကြိုးစားမျိုးသမီးကလည်းမိမိအိမ်ကိုရှင်သန်အောင်ကြိုးစားဒါဆိုရင်ဘဝဟာတိုးတက်ပါလိမ့်မယ်လို့ဦးစင်းကမင်္ဂလာစကားအနေနဲ့ပြောကြပါတယ်ဤကဲ့သို့ဓမ္မသည်အာလုံကိုစီရှိပြီးတော့မှမိမိတို့ရဲ့ဘဝခရီးလမ်းဓမ္မနဲ့အညီဖြောင့်တန်းစွာရှောက်လှမ်းနိုင်ကြတဲ့မင်္ဂလာသရိုသားသရိုသမီးများဖြစ်ကြပါစေကုန်သတည်း